ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မကများအဖွဲ့ချုပ်ဘက်ကတရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့တဲ့ဥရာရှိရာပြည့်အခမ်းအနားကို တော်ဝင်နေ့စီစားတောက်ဆိုင်မှာမနေ့ကပြုလုပ်ခဲ့ပါတယ်။အပြည့်စုံကို RFA သတင်းတောက်ကိုနေမျိုးထွန်းကသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မကတက္ကတနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတက်မကဘက်ကတဥက္ကဋ္ဌဟောင်း ဥရာရှိရဲ့နှစ်တရာပြည့်အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နေ့စီစားတောက်ဆိုင်မှာ

ကျွန်တော်တို့ဘာသာရေးလူမျိုးရေးခေါင်းစဉ်တွေနဲ့အတိတ်ကယုံနေဖန်တီးခံနေရတဲ့အချိန်မျိုးမှာဒီဥရစစ်ကိုကျွန်တော်တို့တမိုင်းမှာထက်ထက်ကြံတာကျွန်တော်တို့နေရာပေးခဲ့တယ်တာဝန်လည်းပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့လူမျိုးရဲ့ကြီးကျယ်တဲ့သဘောထားအမတန်မှသဘောထားကြီးကြောင်းကိုလည်းဆက်ပြီးတော့ကြပါနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ရည်ကြီးနေတဲ့အချိန်မှာအဲ့ဒီလိုကျွန်တော်တို့ကလူမျိုးမခွဲဘူးဘာသာမခွဲရဘူးဆိုတာကိုအစင်လာကိုဆက်ပြီးလဲထိန်းရမယ်တစ်ဖက်ကလည်း ဘယ်ဘာသာဘယ်လူမျိုးဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ငံသားမှန်နိုင်ငံသားအခွင့်အရေးအပြည့်ဖေးသလိုကိုယ်တိုင်ပြည်ကိုယ်လူမျိုးပေါ်မှာလည်းသစ္စာရှိတာကိုကျွန်တော်ကထပ်ပြီးတော့တိုင်ခေါ်ပါအလုံးကျွန်တော်တို့အမျိုးသားလုံးကိုအချမ်းဖဲ့သမားတွေအဖြစ်သိက္ကတာမခံရအောင်ကျွန်တော်တို့တတိရှိဖို့အရေးကြီးနေတဲ့အချိန်မှာလူမျိုးမခွဲဘာသာမခွဲ အားလုံးစီလုံးခဲ့တဲ့ကျောင်းသားသမဂ္ဂရဲ့အစဉ်လာကိုစက်ခင်းပြီးတော့မြို့သားညညရေးနဲ့ကျွန်တော်တို့သွားကျင်တဲ့ပန်းတိုင်ကမ္ဘာပစ္စည်းကိုအတူတူရှောက်ကြပါလို့လို့ပြောရင်အဆုံးသတ်ပါတယ်။ဥရာရှိရာပြည့်အခမ်းအနားကျင်းပရေးကော်မတီကလည်း1962ခုနှစ်ကဖြက်စည်းခံခဲ့ရတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မကအဆောက်အဦးကိုမူလနေရာမှာပြန်လည်တည်ဆောက်ပေးရေး ကျောင်းသားသမဂ္ဂသမိုင်းကိုကျောင်းသုံးစာအုပ်တွေမှာပြန်လည်ထည့်သွင်းဖော်ပြပေးရေးစတဲ့အချက်လေးချက်ပါဝင်တဲ့သဘောထားထုတ်ပြန်ချက်တွေကိုဖတ်ကြားခဲ့ပါတယ်။ထိမ့်မှကျင်းပရေးကောင်တီမှအောက်ပါတိုင်းသဘောထားထုတ်ပြန်တောင်းဆိုလိုက်ပြီ။တိ1962ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်စစ်အာဏာရှင်ဗိုလ်နေဝင်းဤရက်စက်ကြံကြမှုကြောင့်ဖောက်ခွဲချက်စီခံလိုက်ရတော့ တက္ကသစောက်ဘူးတို့မူလနေရာတွင်ပြန်လည်တိဆောက်ရေးနေ့ကျောင်းသားများကျောင်းသားသမဂ္ဂများသမိုင်းကိုကျောင်းသုံးစောက်တွင်ထည့်သွင်းပြဋ္ဌာန်းရေးပြန်ကြားပေးတော့လက်ရှိဖွဲ့စည်းထားပြီးတော့ ချောင်းသားတမကများလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်၏။ေစင်မန်သောမျိုးသားပြန်လည်တင်းမြရေးကိုအချိန်ဆွဲမနေပဲအញ្ញံဆုံးအောင်ထက်ပေါ်ဆောင်ရွက်ပေး။တက္ကသဘာက္ကသဥက္ကရာဥရာရှိရာပြည့်အချိန်မှ ခန္ဓာချင်းပါရေးကော်မတီတကတာနဲ့ဘဂတာဥက္ခရဟောင်းဥရာရှင်နှစ်တရာပြည့်အခမ်းအနားကို အန်ရီနိုင်ကရဖြစ်တဲ့ဥတင်ဦးဥဝင်းတင်ဝိုင်းရင်နိုင်ငံရေးသမားဖြစ်တဲ့ဥတာဗန်၈၈မျိုးဆက်ចောင်းသားကောင်းဆောင်တွေဖြစ်တဲ့ကိုမင်းကိုနိုင်စံចောင်းကိုကိုကြီးအပါဝင် နိုင်ငံရေးကျင်းသားဟောင်းတွေ၂၀၀၀ရွှေဝါရောင်တော်လန်ရေးအတွင်းကတန်ဃာတော်တွေဘာသာရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးနယ်ပယ်အသီးသီးကပုံကိုယ်တွေတက်ရောက်ခဲ့ပြီး အခမ်းအနားကိုညနေ၄နာရီခွဲမှာရုပ်သိမ်းခဲ့ပါတယ်။ဥရာရှိဟာအိန္ဒိယနယ်ပယ်မွတ်စလင်ဘာသာဝင်တဦးဖြစ်ပြီး1988ခုနှစ်ဧပြီလကပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။